ကျော်လံမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့အော်တိုဘာ22မှ2ရက်နေ့အတွက်ပထမဦးစွာကျော်လံရင်းနဲ့ပတ်သက်တဲ့တရေဦးထွေတရေထူးတွေတရေကောင်းလေးတွေယူဦးစွာ last down ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုရီကိုရီယက်ရှင်လုပ်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးတရေလေးကတော့မြန်မာနိုင်ငံမှာပြန်ပြီးဆွဲဖန်စီညင်မှန်နှိပ်စက်ခံရပြီးတော့မှကိုရင်းကလီစာတွေရောင်းစားတက်ဖြတ်ခံရတဲ့ဘယ်လာရုမော်ရယ်ဗီရာကျွန်တော်တို့ကာရက်နော်ဒါဆိုဖာကဒါကျွန်တော်ထိုင်းနိုင်ငံကနေပြီးတော့မှမြန်မာနိုင်ငံကိုလေရင်နဲ့သူ့ရဲ့ ဆန္ဒသဘောနဲ့ပေါ့နော်ထွက်ခွာသွားခဲ့ပြီးတော့မှထိုင်းနိုင်ငံအတွက်မှာဒါပြန်ပြီးဆွဲခန့်ရခြင်းမဟုတ်တဲ့အကြောင်းပေါ့နော်ဒါထိုင်းအာဏာပိုင်တွေကသတင်းထုတ်ပြန်လာပါတယ်ဆိုတော့ဒါကမြန်မာနိုင်ငံမှာပြန်ပြီးဆွဲခန့်ရတာဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နေလည်းပြောချင်တာပါလဲဆိုတော့ဘယ်လရုနိုင်ငံကပြောမယ်ဆိုရင်စစ်တပ်နဲ့ပတ်သက်ပြီးတော့မှဒါပြောမယ်ဆိုရင်မင်းအောင်လိုင်ဖင်လိုဘေကန်သွားလုပ်နေတဲ့နိုင်ငံဆိုတော့အဲ့နိုင်ငံကမော်ဒယ်ဖြစ်တယ်ဆိုတော့တေချာတာတခုကတော့မင်းအောင်လိုင်ခေါင်းကျင်းတော့ကျင်းနေမယ်ဒါပေမဲ့တစ်ဖက်မှာတော့ထိုင်းနိုင်ငံကလည်းဒါပြောမယ်ဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအပြောမယ်သူကလည်း ဒီအခြေအနေမှာပါဝင်ခဲ့တဲ့အဥ္စာမျိုးဖြစ်တဲ့တဲ့ကြောင့်မလို့နှစ်ဦးနှစ်ဖက်မျှပြီးတော့မှဒါကျွန်တော်တို့ကတော့ပြောတာပေါ့နော်သို့တော်လည်းဒါကဟိုလက်ရှိမှာအဲ့ဒါဘီလာရုနိုင်ငံမျိုးကိုဘောသွားမနေတဲ့မင်းအောင်လှိုင်အတွက်ကလည်းဒါယင်လေးစရာပေါ့နော်ယင်လေးစရာကိစ္စရက်တွေအနေနဲ့လည်းကျွန်တော်ကဒီတတိယလေးကိုပြောပြပေးတာပေါ့နော်သူကဒီအသက်26နှစ်အရွယ်ဘီလာရု model ဒါဒီ model ကပေါ့နော်စက်တင်ဘာလအတွင်းမှာထိုင်းနိုင်ငံကိုလာရောက်ခဲ့ပြီးတဲ့နောက်မှာပြန်ပေးဆွဲခံရပြီးတော့မှကိုရင်းကလေးစာတွေရောင်းစားခံရတဲ့ညင်မနှိမ့်ဆက်ခံရပြီးတော့မှအလောင်းကိုမီးရှို့ဖျက်ဆီးခံရတဲ့အကြောင်းကို ရုရှားသတင်းဌာနအပါဝင်နိုင်ငံတကာသတင်းဌာနချို့မှလည်းဖော်ပြချက်တွေကသိရတယ်ပေါ့နော်ဆိုတော့ဒါကမြန်မာနိုင်ငံကနေပြီးတော့မှပြန်ပြီးဆွဲခိုင်းရတယ်ပြီးတော့မှထိုင်းမှာဒီလိုမျိုးဖြစ်သွားတယ်ဆိုတော့ဒီနှစ်နိုင်ငံနဲ့ပတ်သက်နေတာပေါ့အဲ့တော့อืมတော်တော်လေးကိုဆိုးရွားနေတဲ့အခြေအနေပေါ့နော်ဒါလေးကိုလည်းကျွန်တော်ကမိသားစုတွေကိုသိအောင်ပြောပြပေးရဖြစ်ပါတယ် နောက်ထပ်သတင်းလေးကတော့ရေတာရှင်မြို့နယ်ရွာသိပ်ကြီးရွာမှာရှိတဲ့စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုမှာဒုတိယဗိုလ်မှူးကြီးနော်ညီညီနိုင်အပါအဝေစစ်သား55ဦးသေဆုံးပြီးတော့မှစစ်တုံးမှ9ဦးနဲ့တူလက်နက်ခဲရနေတင်းစီရမိခဲ့ပါတယ်နော်မင်္ဂလာရှိတဲ့သတင်းလေးပါဆိုတော့ဒါကအမတ်နှစ်ပေါ့နော်စစ်စည်ရေးနယ်မြေအဲ့မှာကျွန်တော်တို့ညီကိုတော်တွေကဒီမစ်ရှင်ကိုဒါကျွန်တော်တို့ဖော်ဆောင်ခဲ့တာဖြစ်ခဲ့ပေါ့နော်အင်မတန်မှ အားရစရာကောင်းတယ်အဲ့တော့ဒါအပြင်ကိုဂျပန်စစ်ကောင်စီတပ်သားတွေထိုင်နေပြီးတော့မှ drone ဂျန်မှာအထိုင်ဆက်ကြီးတလုံး MA11 အမျိုးအစားတနက်တလက် MA3 မျိုးအစားတနက်တလက် G3 မျိုးအစားတနက်3လက်60မမတလက်ပစ္စတိုတလက်60မမ G ၅လုံးပေါ့နော်အဲကျွန်တော်တို့ G ပေါင်း10ခု G မျိုးလုံးအတောင်1000ခန်းနဲ့မီးဇက်တစ်ခုပါတင်စီရမိခဲ့တယ်ဒေါ်လာရေးတစ်ဖက်ဝင်တို့လည်းထိကက်တန်ရရှိခဲ့လို့သိရပါတယ်တော်ပါသေးရဲ့ဗျာနော်ဒေါ်လာရေးတစ်ဖက်ဝင်တွေပဲထိကက်တန်ရရတယ်ကြာဆုံးမရှိခဲ့လို့ကိုကပိုတော်မှဝမ်းတာပါတယ်နော်အဲ အားရစရာကြီးပါတကယ်ကိုကျုံချက်ကျုံချက်နောက်ထပ်တရေရောတရင်နိုင်တိုင်းဘိတ်ခရိုင်အခြေဆိုင်ခလာရတက်တုံညာတုံတက်ရင်ကစစ်ပွဲရတသားတဲ့တူနော်ဒါကျွန်တော်တို့စစ်ပွဲရတသားတို့စစ်သားတို့ပေါ့နော်တနက်တရက်ယူလာပြီးတော့မှအလင်းဝင်ရောက်ခဲ့တဲ့အကြောင်းကိုတရင်နိုင်ပြောတယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ်ကောင်းပါတယ်စစ်သားလည်းအလင်းဝင်လာတယ်ပါဆာလည်းအလင်းဝင်လာတယ်ဒီနှစ်ဦးပေါ့နော်အဲ့တော့အလင်းဝင်လာတဲ့သူနှစ်ဦးကိုဂေါ်ပြုစုဝေးချင်းမြို့ရှိတယ်ကျွန်တော်တို့360ချင်းမြို့ရှိပါတယ်ဆိုပြီးတော့မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိတဲ့တူကပြောတယ်ပေါ့နော် ဒီစစ်သားလူကအမေ2တနက်တလက်ဂျီပေါက်၄ခု G960 တောင်းကိုယူဆောင်လာခဲ့တာဖြစ်တယ်လက်ရှိချိန်မှာသူတို့ကိုတွေ့ရသောကြိုးစိုးလက်ခံထားရဲပေါ့နော်ဆက်လက်ပြီးတော့မှပြည်သူလူထုဘက်ကိုရက်တီလိုတဲ့တင်းနာရီတိုင်းစစ်ဌာနရဲ့တရင်တက်ဖွဲ့တွေပေါ့နော်ဒါနီးစက်ရတော်လိုင်းတက်တွေထံကိုအပြန်ဆုံးဒီစစ်သားတွေလာရောက်ပြီးတော့မှပူပေါင်းကြဖို့ဒါသူတို့အနေနဲ့တော့တိုက်တွန်းထားတာရှိတယ်ပေါ့နော်အဲ့တော့တနက်တနက်ကတနက်ပါလာတဲ့လူတွေ360ရမှာပေါ့နော်တနက်မပါတဲ့လူတွေတော့ဘယ်လောက်ရမှာလဲကိုရောမသိဘူးပေါ့ဒါပေမဲ့ခင်ဗျားတို့အလင်းနယ်မြေကိုရောက်သွားပြီခင်ဗျားတို့ စိတ်လို့ကိုလို့နေလို့ရပါပြီဗောဗျာအဲ့တော့သိရမှာခင်ဗျားတို့လူသားဆက်ဆက်နေလို့ရပြီဗျာဒါလေးကိုပြောချင်တာပါနောက်ထပ်သတင်းတွေကတော့ရန်ကုန်တိုင်းလိုင်သာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပစ်ပုံးပြင်သွင်းတိုက်ခတ်ရမှာရဲများထိခိုက်မှုရှိတဲ့အကြောင်းကို Operation Frame အဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ်အော်တိုဘလာ21ရက်နေ့ညနေ9:48မိနစ်ကအချိန်မှာနိုင်တရာမြို့နယ်အနောက်ပိုင်းအနောက်ရထာလမပေါ်မှာရှိတဲ့တောင်ကြီးရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလက်ပစ်ပုံးသုံးလုံးပြင်သွင်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်ဒီတိုက်ခတ်မှုအတွင်မှာရဲစခန်းဝန်အတွက်မှာရှိတဲ့ရဲတွေထိခိုက်မှုရှိနေပါတယ်အရေးတက်ကတော့အတိပြုနိုင်ခြင်းမရှိသေးတဲ့အကြောင်း တက္ကမုဖြစ်ပေါ်ပြီးတဲ့နောက်မှာရဲစခန်းဘုံကိုလူနာတင်ကားများဝင်ရောက်သွားတဲ့အကြောင်းလည်းသိရပါဗျ။တောင်ကြီးရဲစခန်းကအချက်ဘက်စစ်တပ်ရဲ့အထူးရောက်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်လှုပ်ရှားနေပြီးတော့မှပြည်သူတွေကိုနှီးမျိုးစုံနဲ့မတရားဖမ်းဆီးနောက်နှိပ်စက်နေတဲ့လိုင်သားရရဲတပ်ဖွဲ့ကို Operation Flame နောက်ကျွန်တော် Fire Power အထူးစစ်စင်ရေးစစ်ရေးပြတ်မှတ်အဖြစ်တက်ကခဲ့တာဖြစ်တဲ့အကြောင်းကိုလည်း Operation Flame အဖွဲ့ကတောင်းဝန်ရှိသူတူကပြောပါတယ်။ကောင်းပါတယ်ဒီလိုမျိုးကြုံပြီးရတဲ့ကောင်းပါတယ်အားပေးပါတယ်ဆက်ပြီးတော့ဖြုတ်ပေးပါဦးလို့ပြောချင်ပါတယ်။အဲ့တော့သတင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာ video file လေးကြီးကြည့်အောင်ပါ။ ထမဦးစွာဒါကျွန်တော်တို့နော်အခုအရင်တော့ကတော့ကျွန်တော်တို့ဒါ shape shape video တွေမှာတော့ mountain တောင်ဘလို့ငတ်ပြက်နေတဲ့အကြောင်းမှာကျွန်တော်တို့သိခဲ့ရတယ်အခုက mountain တောင်အပြင်မောင်အောင်ဒီရဲ့ပေါ်တော်ငတ်နေသေးတယ်ကြည်ကြည်ဘလို့တော်မအမှုပညာသမားတွေကဖဲ့ကျင်နေလဲဆိုတာကိုကြည်ကြည်သူရှင်ကရိုက်မယ်ဆိုတော့အခုငကမ်းမွေးစထားတာပဲအဲငကမ်းမွေးထားရထားပြီးတော့အခုကားရဲ့ကလည်းဖုံးပြန်မဆက်တော့ဘူးငကမ်းမွေးအဖတ်တင်နေတယ်အဲဆိုအခုဟာလေရွေးရှင်လောကမှာ ဂရုဂရုတွေနဲ့တွားကြတယ်อืมတိရနောက်တစ်ခုဟိုအခုကဟို MRT4 လို့ဇလန်းတွဲလို့စကိုင်းတွဲလို့ဇလန်းတွဲလို့ဆိုတာလေအပြင်လူသိမ့်မခေါ်တော့อืมသူဂရုနဲ့သူတွားကြဦးဒီဒရိုက်တာလုံးမှာပဲအဲအေးဦးဒီဒရိုက်တာလုံးမှာပဲကိုလူရှင်တော်တော်တော်များများနဲ့ဟာတာကားကြီးပဲပိတ်ရိုက်ပြဒါကတော့ဦးဦးဒီကလေကိုဗစ်ကာလာတွေကနေဒီချိန်ထိပေါ့နော် ရုပ်ရှင်ကဇလန်းတွေမရိုက်ဘူးတော့ဘူး။မရိုက်ဘူးတော့ဒီအချိန်မှတော့ကို့လာပြီးတော့အိုးဒီရုပ်ရှင်ရိုက်ချင်လို့လူပညာကြီးဘလောက်ယူလဲလို့မေးတော့မဘလို့ဘာပဲဘာပဲပြောရမှန်းမသိ။อืมမသိတော့ဘူး။ဟိုမေးရမှန်းတော့ပြောရစီကျွန်တော်ဘလောက်လောက်များတန်လဲမသိဘူး။အဲ့လိုပြန်မေးရမှန်း။အဲ့တော့တော့ပြောတာဒီပြောတာကျွန်တော်ဘလောက်လောက်များတန်လို့ကျွန်တော်ဘလောက်များတတ်မှတ်ထားလဲမသိဘူး။အဲ့လိုပြန်ပြောရမှန်း။တကယ်မသိတော့ဘူး။ငါအဲ့လိုကဲ ကင်မရာတွေမမြင်ဘူးတာတော့ကြာပြီ။ဟင်းဘယ်နဲ့လဲရှိဘူးလဲ။ဟာကိုဗစ်ထဲကလေဒီချိန်ထိကင်မရာမမြင်ဘူးတော့လေ။ဘာဖြစ်လို့ဆိုကို့အချောင်းအကုသူများမဲ့အလုပ်တွေလည်းမလုပ်စီချင်။อืมပုံသူတို့ချစ်တဲ့လူရှိတယ်မုန်းတဲ့လူရှိတယ်လေ။ဟုတ်တယ်မလား။ပုံသူတို့ကိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဆဲတဲ့လူတွေရှိတာ။ဒါပေမဲ့ပုံသူတို့ရှောက်တယ်လမ်းပုံသူတို့လိပ်ပြလုံးတယ်။ပုံသူတို့အမှုပညာသမားဖြစ်တော့တယ်အမှုပညာပဲအလုပ်ကိုပဲလုပ်တာ။သူ့စောင်းထားတဲ့ဟာလေးလေးအလားလေးနေပဲအစင်ပြောင်းလက်ပတ်ပြီးတော့ စားတော့ဒါပေမဲ့အမှုပညာနဲ့ပတ်သက်လို့တော့အမှုပညာသမားအမှုပညာပဲလုပ်ချင်တာပေါ့อืมဟုတ်လား Facebook ကြည့်ရဲ့ TV ကြည့်ရဲ့ဒါပဲဒီလို့อืมဆိုတော့ကျွန်တော်ကျွန်တော်သဘောမကျတာတခုပါလဲဆိုတော့လေအမှုပညာသမားအမှုပညာပဲလုပ်ရမယ်ဆိုတဲ့ဟာကြီးကတိတ်တိတ်ပဲမရှိဘူးဗျာသိလားအမှုပညာသမားအမှုပညာအလုပ်ပြန်လုပ်လို့ရတဲ့အလုပ်တွေအများကြီးပါဆိုတော့အမှုပညာအလုပ်ကြီးပဲတခုပဲလုပ်နေတော့မှာလားပြည်သူအချို့ပြုလုပ်ငန်းတွေမလုပ်တော့ဘူးလားကျွန်တော်မေးချင်တာလေးဦးဝန်းသီးကိုဒါပေမဲ့ တစ်ဖက်မှာနိုင်ငံရေးနဲ့ပတ်သက်ပြီးခဏမေ့ထားလိုက်ဗျာဒေါ်လာရေးနဲ့ပတ်သက်ပြီးခဏမေ့ထားလိုက်အမှုပညာရေးအပိုင်းနဲ့ကြည့်မယ်ဆိုရင်တို့ဟာလူရှင်နိုတွေကိုတကယ်ချစ်တဲ့အငယ်တန်းတွေကိုလည်းတကယ်လက်ဆင့်ခံတွဲခေါ်တဲ့တက်ကြီးလူရှင်နိုကိုလည်းတကယ်ပြန်ကြည့်တတ်တဲ့တော့မယ်ဆိုရင်ဒါကျွန်တော်တို့အတွက်ကိုတော့ဒါအမှုပညာနဲ့ပတ်သက်လာရင်စီနီယာကောင်းပြီးသားပါတယ်ဒါပေမဲ့ဒေါ်လာရေးနဲ့ပတ်သက်ပြီးတော့မှနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့မှအဲ့တို့တို့ကြည့်လိုက်မယ်ဆိုရင်မောင်တိန်အောင်တို့မောင်ခလိုင်တို့နော်မောင်ငင်းချန်တို့မောင်အောင်သီးတို့ကတို့ကဘယ်လိုပြောမလဲ ချီလို့ကြီးလေးဖြစ်သွားတာဒါပေမဲ့ကျွန်တော်တို့ဒါသူတို့ကျွန်တော်နေနဲ့ပြောချင်တာဗာလဲဆိုတော့ကိုတိုင်းကျော်စကားလို့ပါပဲလေးစားပါတယ်မချစ်တော့ဘူးဒါပဲဒီလောက်ပဲပေါ့နော်ဆိုတော့ဒီဒီအဲ့ဒီဘက်ကိုရက်ခဲမိတဲ့တကြောင်မလို့သူတို့ဖြစ်ပြနေတဲ့ဘဝကိုကြည့်ကြည့်တော်တော်လေးကိုရင်နာစရာကောင်းတယ်ကျွန်တော်တို့တကယ်စိတ်မကောင်းအောင်ပြားသေးလားအဲ့တော့ဟိုအာနာရှင်နဲ့ပေါင်းမိရင်ကိုယ်အနေနဲ့ဘာဖြစ်တယ်လဲဆိုတာကိုကျွန်တော်တို့ကသိစေချင်တဲ့တကြောင်မလို့ဒီပရိုဖိုင်ရီအက်ရှင်လုပ်ပေးရဖြစ်ပါတယ်နော် ဆိုတော့အလူပညာဝါတပါရတော့သူတို့ပုံမှန်ကျွန်တော်တို့လေးစားမှုအပြည့်ရှိပါတယ်တို့ပဲမဲ့ချက်လားဆိုရင်တော့မချက်ပါဘူးโอเคဆိုတော့နောက်တစ်ပြည်ကလည်းတခုကတော့အာ PDF တွေအလင်းဝင်လာပြပြီတဲ့နော်ជីជីကိုជីជីမှာ main ကလေး main ကလေးသမီးတို့ရွာနေသူငယ်ချင်းရှိရမှုအနေသွားရင်လည်းလမ်းမှာ PDF အဖမ်းခံရပြီးထောင်ချကင်မရာစစ်မေလုံးလာအကြက်ကင်မိခဲ့လို့စစ်မေလုံးလေးလိုလမ်းရှိရလို့တွေးမိပြီး PDF ထဲရောက်ရှိခဲ့ပါတယ်အဲတင်တန်းကိုတော့မင်းကြီးမျိုးနဲ့ထမ်းမကြောင်ရွာကတော့တိုက်ခင်မှာ ။ဒါကြောင့်မိမအရန်နေစင်းနဲ့အတူနှစ်လားတက်ခဲ့ရပါတယ်။ဟာ။တင်နန်းကိုတော့စစ်တင်နန်းလက်နက်ငယ်နဲ့မိုင်းလုံးကြီးမိုင်းထောင်ကြီးတွေကိုတင် जा ပေးပါတယ်။ဟုတ်ပြီ။တင်နန်းစင်းတော့သူတို့တို့ထမင်းချက်ပြုတ်ရေးနဲ့ငုံငွေကိတောင်ကိုထမ်းဆောင်ခဲ့ရပါတယ်။အဲဗရိမှုတွေပိုင်းပါဘူးလား။ PDF ထဲဝင်ရောက်ချိန်မှာ PDF အကျန်းဖတ်ဖို့တွေကဒီကိတ်တွေမှာစက်ကြီးကောက်တယ်။အဲလူတွေကိုလည်းဖမ်းပြီးအနိုင်ကျင့်တယ်။အဲသူတို့လည်းအတင်းကြပ်ဝင်နေတယ်။ ဝင်တဲ့သူတွေကိုလည်းထောင်ချရတယ်တပ်ပစ်တယ်ဓာရီကလူတွေကိုလည်းလက်နက်အောင်ကိုနဲ့အနိုင်ကျင့်နဲ့နှိပ်စက်တာလုပ်တယ်အင်းမိရဆောကရဲသူတွေကိုယူခဲ့ရမှာမဟုတ်ပါဘူးအမေဆက်ကြီးခံရပြီးဒုလင်းရဖို့အတွက်သင်မေလုပ်ခဲ့ပြီးဖွေရတာလည်းလူမျိုးစက္ကန့်မှာအရင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။သမီးမိဘတွေဒီပြန်ရတော့မှမို့အရန်ဝမ်းတာမိပါတယ်။ဟာပြီးတော့ဒီဇင်ဘာလမှာကျင်းပတော့မယ့်ရေကောက်ပွဲမှာသမီးကိုယ်တိုင်လည်းမဲပေးမယ်။ PDF အကြံဖတ်ပွဲနည်းနည်းမှအကြံချိနေတဲ့သူတွေကိုလည်းပြောချင်တာကတော့ ူတို့ပြောတယ်လို့အလင်းဝင်ရင်ဖန်းစီမယ်ထောင်ချမယ်နှိပ်စက်မယ်ဆိုတာမဟုတ်ပါဘူးအခုလိုမျိုးတွေ့တွေ့ကြုံတို့ပြီးထောက်ပံ့မှုတွေလုပ်ခဲ့တာကိုတမိကိုတွေ့ပါပဲအားကြောင့်အချိန်မနှောင့်ရင်အများဆုံးလင်းဝင်ရောက်ကြဖို့ဒီနေရာတွေဖိတ်ခေါ်ကြပါလေအာမိုက်တယ်ပါနော်အဲအဲ့မှာဟိုပြီးတို့ဘာတို့ညာတို့တမိကိုသူတို့ကဖန်းသွားပြီးနော်တမီးကိုသူတို့ကစစ်တင်တဲ့တက်ခိုင်းပါတယ်အဲ့လိုမပြောရုံတမဲပဲနော်နောက်တစ်ခုကပါလဲဆိုတော့ကအဲညီမလေးတစ်ခုလိုရတာပါလဲဆိုတော့တမီးကိုအဲ့ဒီမှာရှိတဲ့အထက်ရာရှိရဘယ်လိုမျိုး အရမပြုတ်ကျင်တာတော့ပါတော့အဲဒါဒီအဲ့ထဲမှာသူတို့ဖြည့်ပြီးတော့မှအစ်စ်အနေနဲ့ပြောသွားတာပါလဲဆိုတော့ရွေးကောက်ပွဲကိုမဲပေးမယ်ပေါ့အဲလဲအက်ကော့တွေရိုးနေပြီအက်ကော့တွေရိုးနေပြီငါတို့စီအလင်းဝင်လာရင်ငါတို့ဘယ်လိုချပြလဲတွေ့တယ်နော်အဲ့ဆိုရင်မင်းတို့စစ်တပ်ကဒီလို PDF ကိုမိတယ်ဆိုလဲဘယ်လိုအလင်းဝင်လာလဲဆိုတဲ့အကြောင်းမင်းတို့ဒီလိုချပြတင်တယ်ကွာတဲ့လားလို့ဆိုပြီးတော့ရှက်စရာကြီးကွာမျက်နှာကြီးအုပ်ထားပြီးတော့မှအမှန်တရားပြောချင်တဲ့ဗဇက်ကဗဇက်ကြီးကိုငါတို့ကမြင်ချင်တာကွာစောက်ခွက်ကြီးကိုမြင်ချင်တာမဟုတ်ဗဇက်ကြီးကိုမြင်ချင်တာ နော်အဲ့ပါဇက်ကပြောတဲ့ဥစ္စာကိုမြင်ကျင်တာအော်သူတို့တကယ်ခံစားခဲ့ရပါလားဆိုတဲ့ဟာမျိုးငါတို့လည်းကိုချင်းစာကျင်တယ်လေပြီးတော့အဲ့လိုကြီးအုပ်ထားတော့မင်းကလည်းမင်းတို့လိမ်မန်းတအားတိတာတာပေါ့အော်ငါတို့စောက်ပေါ်တွေပြန်မှတ်လည်လားမသိဘူးโอเคဆိုတော့နောက်တစ် river လေးတစ်ခုကြည့်အောင်ဒါတော့တသက်ခိုင်အော်တသက်ခိုင်တော်တော်ဆိုးဆိုးတော့ခမရစစ်ဘောမှတာထက်စစ်ဘောငုံတဲ့အစင်ဖြစ်သွားပြီကြီးကြီးတတ်မရောပြုတ်တိုက်တယ်ဆိုတာတော့အာဒါနိုင်ငံတော်ကိုဟိုပြုတ်ပစ္စည်းရာတစ္စည်းရာကိုဆောင်ရွက်တယ်ပေါ့ဒီမှာတော့ ယူယူဆအဓိကဘာပြောချင်တာလဲဆိုရင်ကျွန်တော်တို့ခုနကတော့ပေါ့နော်ကိုယ်နိုင်ငံတော်ချစ်မြတ်နိုးတယ်ဆိုရင်နိုင်ငံတော်ရဲ့တည်ထက်ရေးအတွက်ဆိုရင်အဲကျွန်တော်တို့ဒီဆိုးရလဲအားကောင်းမှုမွယ်ပြည်သူလဲညီညွတ်ပြီးအားကောင်းမှုဝယ် ေတက်မတော်လဲအကောင်းမှုပေါ့လေအဲဒီလိုအကောင်းမှသာလေကျမတို့ကဒီကမ္ဘာနိုင်ငံကြီးအလဲမှာကောနော်ဒီအောင်မြင်တဲ့နိုင်ငံတစ်ခုအနေနဲ့ရေရှည်တည်ရန်ခိုင်မြဲမှာဖြစ်ပါလေရှင်။နောက်အလားကြောင့်မို့ညီညွတ်ရေးဟာရေးကြီးပါတယ်။အစည်းလုံးညီညွတ်ကောအရေးကြီးတယ်လို့ပြောချင်ပါလေရှင်။နောက်အခုချိန်မှာဖြစ်နေတာဟောနော်ဒီ2020အဲရွေးကောက်ပွဲတော့ဆိုလို့ရှိရင်တက်မတော်တက်မတော်ရဲ့အခမ်းအနားကိုတိမပြုတ်တယ်လို့ပြောတာနဲ့လေအဲ့ဒီအဲ အဲ့ခဲ့ဒီလူပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်ပဲဖြစ်ဖွဲ့စည်းပဲဖြစ်ဖြစ်ပေါ့နော်ဒါဝိုင်းပြီးတော့မှအဲဘယ်လိုပြောမလဲနှိတ်ကွက်ခံရတာဒီရှိနေတာပေါ့ရှင်အဲ့ဒါအဲ့ဒါကတကယ်တမ်းဆိုလို့ရှိရင်ကျမတို့ဟိုဟို language ကိုခေါ်ဆောင်နေရတော့ကျမကယူဆပါဟုတ်ပြီတမတော်ကိုမကြိုက်ဘူးဆိုတော့ဟိုဟာတွေပေါ့နော်ဒီအတွေးခေါ်ယူဆတွေတည်သူလူလူတွေမှာရမ်းမဲ့ထည့်ပေးနေ နော်အဲ့လိုချက်ပေးနေတာတကယ်တမ်းဆိုလို့ရှိရင်အဲကျမကမေကုန်းကံမေးရမှာဖြစ်ပါတယ်အတမတော်မကြိုက်ဘူးဆိုတော့တမတော်ချက်ကောင်းတဲ့အခွက်စီရှိပြီလားအတမတော်မကြိုက်ဘူးဆိုလို့ရှိရင်ဘယ်အခွက်စီကိုကြိုက်တာလဲအဲ့ဒါပြည်သူလူထုတွေပြန်ပြီးတော့မှာ အကိုကိုကိုကကိုမေကိုမေးပြီးပြန်ဖြေရမှာဖြစ်ပါမယ်ရှင်။အဲတိုးစော်လဲကျမတတ်မရုံတရားရဂိုင်တို့ကောင်းနေရလို့လည်းပြောတာမဟုတ်ပါဘူး။တတ်မရုံမှာလည်းကောင်းတာကောင်းတဲ့ချက်တွေအာသာချက်တွေရှိမယ်အားနည်းချက်တွေရှိမယ်။တတ်မရုံလည်းပြုပြင်ပြီးတော့မှဒီထက်စွန်းလွန်းတမဆောင်ရွက်နိုင်အောင်ဂျိုးစားရအောင်မှာဖြစ်ပါတယ်။ဒီအစိုးရတိုင်းလည်းလည်းပဲကောင်းအောင်ဂျိုးစားနေရမှာဖြစ်ပါတယ်။ဒါပြည်သူလူထုတွေလည်းပြည်သူလူထုလည်းပြင်စရာတွေရှိပါဖြစ်။ဥမာပြည်သူလူထုအမိုက်ချလား အပေါ်မှာအမိုက်ချတာမျိုးဆိုတော့ဒါအစိုးရနဲ့တကယ်တမ်းကြတော့မဆိုင်ဘူးဆိုလို့ရှိရင်အမိုက်ချတာကီတူလူလူကိုလည်းချတာဖြစ်ပါလေသို့တော်လည်းဒီအမိုက်ကောက်ဖို့ကိစ္စကတော့ဒီစီဘင်ကဆောင်ရွက်ရတယ်ဖြစ်ပါပြီးသူတသိန်းချပြီးသူဘောင်းတသိန်းကချထားတဲ့အမိုက်ကိုဒါစီဘင်ဝန်နဲ့အယောက်တရာလေးနဲ့ကောက်တာဆိုလို့ရှိရင်ကျွန်တော်တို့ပတ်ဝန်းကျင်ကအတန့်ရှင်းတဲ့ပတ်ဝန်းကျင်ဖြစ်မှာကောပါအဲ့ဒါကြောင့်ဟိုပြီးသူလူလူပူပေါင်းပါဝင်နေ အဲခုကအထောက်ခံနဲ့ဟိုပါပေါ့နော်ဒီနိုင်ငံသားတာဝန်ကြီးပြောနဲ့ပြည်သူလူထုဖြစ်အောင်ပဲအပြည်သူလူထုဘက်ကတည်ပြီးတော့မှဆောင်ရွက်ရမှာဖြစ်ပါတယ်။နောက်ကျွန်တော်တို့နိုင်ငံရေးပါတီရဲ့အခမ်းအနားလည်းကျွန်တော်တို့နိုင်ငံရေးပါတီရဲ့ PP ဖြစ်မြင်နဲ့တကယ့်ပြည်သူလူထုရဲ့အကျိုးကိုနိုင်ငံအကျိုးကိုဆောင်ရွက်နိုင်တဲ့ပါတီတွေဖြစ်အောင်လည်းကျွန်တော်တို့လည်းအမြဲတမ်းစူးစမ်းမြင်ရမှာဖြစ်ပါတယ်။ အဲ့တော့တမတော်ကောင်းလားမကောင်းလားနင်းအသက်အရွယ်ဒီအရွယ်အထိမှာနင်းအသိဆုံးဖြစ်မှာပေါ့နော်တမတော်တဲ့ကောင်းတဲ့အဖွဲ့အစည်းရှိရင်ပြပါဆိုတော့အဲ့ကောင်းတဲ့အဖွဲ့အစည်းကိုထောင်ထဲထည့်ထားပြီးတော့မှကောင်းတဲ့အဖွဲ့အစည်းပြပါဆိုတော့နင်းဟာကြီးကပါးစပ်နဲ့ဖိနေလိုရင်းနေတယ်ပုံမတာရိုးရိုးမှနင်းဟာဘောမတာတစ်ခုဘောငုံတဲ့အစင်ဖြစ်နေပြီနော်ပြောရမယ်ဆိုနင်းတတော်အချက်တရားမရှိတဲ့ဟာမှလို့တလားနင်းကအမေစုမရှိတော့မှအမေစုမကောင်းကြောင်းပြောရတာနဲ့ NLD မရှိတော့မှ NLD မကောင်းကြောင်းပြောရတာနဲ့ နေတို့တွေမှာအရှက်တရားဆိုတာရှက်ကြောပါလာခဲ့လားအဲ့ဒါလေးကိုမေးကျင်တာတသက်ခိုင်တော့တော်တော်စောက်ရှက်မရှိတဲ့ကောင်မှနောက်တစ်မျိုးဖိုင်တစ်ခုကတော့ဒါကျွန်တော်တို့ကျဆူအမ်ကျဆူကတော့စက်တက်ကိုအားမလို့အားမရတယ်ဖြစ်နေတာကြီးကြီးရောကျွန်တော်တို့ကရှင်းရှင်းလေးပဲစက်သွေးကြွားတယ်မှာလဲအမေမွေးထားတဲ့ဒုတ်တစ်ချောင်းပဲပါတယ်အားရကျွန်တော်တို့ကလည်းဒုတ်တစ်ချောင်းပဲပါတယ်ကျွန်တော်တို့ကဘောင်ယူဆိုင်ကပါလဲဘာဒုတ်တော့စစ်တိုက်တာဗျစစ်နဲ့တူအောင်တိုက်ဖို့ပဲလိုတယ်ဗျအား စစ်တိုက်တဲ့ကောင်မှာကျွန်တော်တို့ဒီနေရာမှာကိုယ်ခဲတဲ့သူတွေကလည်းဆက်နဲ့တူအောင်တိုက်ဖို့ပဲလိုတယ်ဗျကျွန်တော်တို့ကစစ်မြေပြင်မှာယဉ်ကျေးလိုက်မှာတင်တာဖွင့်တာလည်းမဟုတ်ဘူးဩအင်းယဉ်ကျေးလိုက်မှာတင်တာဖွင့်တဲ့နေရာမဟုတ်ဘူးဗျဟုတ်ပြီဟုတ်ပြီကြံညာတန်တန်ကင်တူရမယ့်နေရာဗျစစ်မြေပြင်အလားဘာလဲဒီစိတ်နေလို့မရဘူးဗတိစိတ်နေလို့မရဘူးအေးအေးအေးစစ်မြေပြင်မှာနှစ်ခုပဲရှိရရွေးရမရှိဘူးကျွန်တော်တို့ကရန်သူကိုဥအောင်တတ်ပါလားရန်သူတွေတော့ကျွန်တော်တို့ခံရပါလားဟာပါကြောက်ခါမှာလေဗျာရန်သူမှလည်းသူ့အမေမွေးတဲ့ဒုတ်ချောင်းပဲပါတယ်အဲ ကျွန်တော်တို့လည်းဒုတ်တစ်ချောင်းပဲပါတယ်ဘယ်ကောင်းမှတစ်ချောင်းဘူးမပါဘူးကျွန်တော်ကဘာတွေကြောက်နေရပါလဲဘယ်တော့ကျွန်တော်ကဘာကောင်းဘာတွေကြောက်နေရပါလဲအဲဟုတ်ပါတယ်ဟုတ်ပါတယ်ဒီနေရာမှာရွေးစရာမရှိဘူးအားရတာအဲ့တော့ကျွန်တော်စစ်မြေပြင်မှာရဲကျန်းကျန်းတန်းတန်းရဲဆက်ဆက်တာကြိုက်တွေ့အဲစစ်တိုင်းစစ်တိုင်းမှာအားလုံးလုံးမှုအားလုံးကတရားတယ်အားအဲအားလုံးတရားတယ်လှုပ်ရှားရှိရလို့ကျွန်တော်ဒီနေရာမှာအဲ့တော့အဲ့ဒီစကိုင်းမင်းကုန်းကျောင်းမှာလှုပ်ရှားနေတက်မလို့စစ်ကျောင်းမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ပြည်သူစစ်အဖွဲ့တွေကျွန်တော်တို့လေးစားတယ်ဂေါ်ယူတယ်ဒီဘွဲ့တွေကျွန်တော်အရာဝတီမြေကျောင်းမှာလည်းပတ်ရတယ်ကုန်းလမ်းမှာလည်းပတ်ရတယ်ရန်သူတွေဝင်မလာဖို့အတွက် ဒီဘက်ကိုမန်လေးပြတ်ပွဲကိုဝင်မလာဘူးတဲ့သူတို့ကောင်းကောင်းကျိုးသူတို့ထိန်းချုပ်နိုင်တယ်။အင်းအဲ့တော့နောက်တစ်ပွင့်နေတာလည်းရှိတယ်။ပတ်သက်ကြီးအေဒီယာတဲ့ကိုအချမ်းမသမားလှုပ်ရှားမှုတွေတောက်လျှောက်လှုပ်လာလှုပ်လာတယ်။တပိတ်ချင်းတချောင်းမှလှုပ်ရှားတဲ့အဖွဲတွေကကျွန်တော်ညဘက်မှာဆိုရင်ဒန်မီလေးနဲ့တောက်လျှောက်အဲ့တချောပေါ့အဲ့မှာရှိတဲ့ကျွန်တော်နေမြင်ကလုံကျိုးတက်ဖွဲ့တွေနဲ့ဆက်သွယ်ရတယ်ဆက်သွယ်မှုရတယ်။သူတို့ညဘက်မှာတက်တက်လှုပ်ရှားမှုတွေလှုပ်လာပြီ။ဟုတ်လားအဲ့တက်လှုပ်ရှားမှုတွေကကျွန်တော်တို့ဒီဘက်ပတ်သက်ကြီးဘက်ကိုဖျောက်ဝင်လာပဲအနေထားပဲ။အော်အနေထားပဲအနေထားတွေရှိလာတယ်။ကျွန်တော်တို့ကစဉ္ညာတနက်ကင်တွေ့ရမှာပဲဗျ။ ပြည်သူကိုချက်တဲ့နိုင်ငံတော်ကိုချက်တယ်ဆိုရင်ကျွန်တော်ဘယ်မျက်နှာကိုကြည့်ရမှာလဲဗျာအဲကျွန်တော်တို့ကြည့်ရမယ်မျက်နှာကပြည်သူနဲ့နိုင်ငံတော်အလက်မျက်နှာပဲကြည့်ရမှာဘာလို့ရမှာလဲဘာလို့ရမှာအဲ့တော့ကျွန်တော်တို့ဗျာကနောက်ဆုံးဗျာတက်မုံနဲ့ခန္ဓာလေးမှာထုတ်ပြတဲ့လက်နက်ကြီးကျွန်တော်ဘယ်နေရာပြစ်ဖို့အတွက်တိန်းထားတာလဲอืมမြေဖင်နေကိုပြစ်မလို့မင်းကထုတ်ပါလေငါတို့ကထုတ်ပါဘာထုတ်တော့ဒုက္ခပဲကွာမင်းကလေမင်းငါတို့ PDF တွေထုတ်ကတန်မိုးပူရှိပြီမင်းထုတ်ကပုတ်နေလို့ဘောကွာ အဲ့ဒါစစ်သွေးတွေတအားကြွရနေရတော့အဲ့ဆိုမင်းစက်တက်တဲ့ဝင်ပြီးစစ်မှုထားပြီးငါတို့လာပြန်လာတိုက်လေငါတို့ညီကိုရော်တွေကိုပြန်မသိနိုင်တဲ့အခန်းထဲရနေပြီးရှောက်ရှောက်မြောက်ပေးနေခွေးတောင်စားတကယ်ကောင်ကျော်စိုးအဲ့ဒါအဲ့ဒါရီဖို့ကောင်းတဲ့ကောင်တော့ကောင်းရှိသေးတယ်ခင်းကြီးမခင်းရလာသေးတယ်ဖက်ဒရယ်နဲ့အချမ်းဖတ်တယ်မလာတာတော့နားထောင်ကြီးနားထောင်ကြီးပြည်ရင်းပြက်ကတ်တက်ခိုင်းမှုဆိုတော့ဆိုလိုချင်တာကလက်နဲ့ဂိုင်းပြီးရန်ကားနေတယ်အဲ့ဒီဂျီတို့ CRPH တို့ PDF တို့ now ဒီဒီဘက်က PNLA တို့ AA တို့ MNDAA တို့နောက်တော့ကုလသမဂ္ဂအပါဝင်ပေါ့နော်ပါဝင်ဟိုပြည်တွင်းပြည်ပဂုံတိရှိပုဂ္ဂိုလ်တွေရှိမှာကောင်းပြီကောင်းလို့ဆိုပြီးတော့ဒီလက်မှတ်ထိုးခဲ့ကြတယ်အင်စီလက်မှတ်ထိုးပြီးတော့အဲ့ဒီအောင်ဖောက်ဖြတ်သွားတဲ့တချို့သောအီယူတချို့ပေါ့အဲ့ဒါတော့သူကသူတို့ကပူပေါင်းပတ်တဲ့ပါဝင်တဲ့ကိစ္စတွေအဲ့ဒီရဲ့လူတွေရဲ့ဆောင်ရွက်ချက်ဒီခဏလေးလုံနေတဲ့ဆောင်ရွက်ချက်ကကျန်းဖက်လားဖက်ဒရယ်လားလို့မေးတဲ့သဘောတရား တော့ဒီခေါင်းစဉ်ကလေလာတယောက်တည်းကျွန်တော်တို့အပေါ်ခဲလို့အားလုံးကိုပေါ့မိဘမေးလိုက်တာပေါ့ဒီလိုလူတွေခဲလို့အချမ်းဖက်လို့တတ်မှတ်မလားဖက်ဒရယ်လစ်စံကိုလိုချင်တော့တွားတဲ့လူတွေတတ်မှတ်မလားဆိုတော့တော့တက်ပြီးပြစားတော့စိတ်မလားလို့လာတာပါပါတီရဲ့ရတဲ့ချက်ကိုမပြောခင်ပေါ့လေရှစ်လုံးကတင်ပါပါတယ်ကျွန်တော်နိုင်ငံကိုဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတော့ပြည်တော်စုစစ်နဲ့တိစောင်းပြီလို့ပြောပါလာရှိတယ်ဆိုတော့ဒါလည်းဒီကောင်းစီရလည်းအဲ့ဒါနဲ့တွားပြီးတော့ကိုက်ကြည့်တဲ့သဘောဖြစ်တယ် အဲ့ဒီမှာပြရလား Federal State ဆိုပါဘူးပြောရင်ရှေးမှာဆိုလို့ပါ Federal State ဆိုပါဘူး Federal ပါလေတော့ထင်တယ်ဒီဆွေးနွေးပွဲမှာရှင်းတာမယ် Federal ဆိုတော့အချင်းချုပ်လိုက်လို့ရှိရင်အ ਨੇ ဆုံး Federal မှာအစိုးရနှစ်ရရှိတယ်မဘိုးအစိုးရနဲ့ဒေသန္တရအစိုးရဘိုးအစိုးရနဲ့ဒေသန္တရအစိုးရကဂျာမန်အာဏာတွေခွဲဝေပြီးတော့မြို့မြတ်တာဆိုတာလောက်တာ Federal ပဲဘာဘိုးအစိုးရချပြတဲ့ဘာဖွဲ့စည်းပုံအခြေခံဥပဒေပါချက်တဲ့တွေပဲဖြစ်ဖြစ်ကျွန်တော်တန်တဲ့အမူအရပဲဖြစ်ဖြစ် အဲ့ဒါကိုကိုယ့်ရဲ့ဒေတာအတွင်းမှာလွတ်လပ်စွာတွတ်တက်အောင်ဆောင်ရွက်တဲ့ဥစ္စာဒါဖက်ဒရယ်ဒါကြီးတုကဒါဖက်ဒရယ်ပဲအဲ့ဒါဆိုရင်ဒီနေ့ဆောင်ရွက်နေတဲ့ခုနကျွန်တော်ပြောတဲ့အကြံပေးကိုကြည့်ရဆောင်ရွက်နေတဲ့ဟာလားရှင်းပြပတ်မဟုတ်တဲ့အရာသားပြည်သူတတ်တဲ့ကိစ္စနော်ကလေးတွေကိုကြောင်းမနေနိုင်အောင်လုပ်တဲ့ကိစ္စနော်ကျွန်တော်တို့နိုင်ငံတော်ကထွတ်ပြထားတဲ့နိုင်ငံတော်အလံကြီးကိုဗျာဆွဲချပြီးတော့ခင်ဗျတိရစ္ဆာန်မှာပတ်ပြီးတော့ဟာလားလုပ်တဲ့ကိစ္စမျိုးတွေ တော့ကိုဒေတာထဲမှာကိုတိုင်းရင်းသားလူမျိုးလည်းလူကျန်တဲ့လူမျိုးတွေမနေရအောင်ဆိုပြီးတော့မောင်းထုတ်တဲ့ကိစ္စမျိုးအဲ့ဒါကကဖက်ဒရယ်အခြေခံမှုမှာမပါဘူးထင်တယ်နော်ဟုတ်လားအဲ့ဆောင်ဝတ်ချက်တွေကဖက်ဒရယ်လူချင်းလို့တွန်းနေတဲ့ဖွဲ့စည်းတဲ့ရွေချက်နဲ့စန့်ကျင်တယ်လို့ကျွန်တော်ယူဆတယ်ဒါကျွန်တော်ကြောက်တဲ့အမြင်ဟုတ်လားအဲ့ဖက်ဒရယ်မဝင်ပါလေဒီကောင်မပါတဲ့အတိုင်းဂျမ်ပက်လာဂျမ်ပက်တင်ပြပါလေနောက်တွေ့ပါလေကျွန်တော်ကျွန်တော်တင်တယ်2014တင်တယ်2014 July 4ရက်နေ့တင်ပါတယ်နော် ဲ့တော့ထုတ်တဲ့ကျွန်တော်အကျန်းဖက်မှုတိုက်ဖြတ်ဥပဒေဆိုတာရှိတယ်ဒါကျွန်တော်နိုင်ငံတော်ကထုတ်တာဒီနေ့ဖြစ်နေတဲ့ခုနကျွန်တော်ပြောတဲ့အခွင့်အရေးတွေလိုရတဲ့အကုန်လုံးကဒီမှာပေါ်ပြထားတဲ့အကျန်းဖက်လို့ဆွတ်ဆွဲရမယ်အကျန်းဖက်လို့တတ်မှတယ်ဒီကအတူတူပဲအဲ့တော့ဒီဖက်တွေကဘယ်လိုတတ်မှာလဲအကျန်းဖက်လို့တတ်မှာမလားဘယ်လိုမှတတ်မှာကျွန်တော်ကတော့အကျန်းဖက်လို့တတ်မှာပဲစောက်ဘောကွာတလားမင်းကပြောပြမယ်ဘာကြောင့်တိုင်းရင်းသားတွေကဗမာတွေကိုမောဝတာလဲဆိုတော့မင်းကိုအယူအဆလုံးသိအောင်ပြောပြမယ်တိလား ဲ့ဒါမင်းတို့စစ်တပ်ကကောင်းနေကြောင်းမင်းတို့စစ်တပ်ကကောင်းနေတိုင်းရင်းသားပြည်နယ်တွေမှာနေပြီးတော့မှတိုင်းရင်းသားပြည်သူလူထုကိုဘယ်လောက်ဒုက္ခပေးခဲ့လဲဆိုတာမင်းတို့စစ်တပ်ကကောင်းနေအသိဆုံးမင်းအသက်အရွယ်ဒီလောက်ရှိနေပြီမင်းအသိဆုံးเนาะအဲ့ဒါဟန်ဆောင်မျက်နှာဖုံးနေမင်းပေါက်လို့ပေးစားရလာမပြောနဲ့တိုင်းရင်းသားတွေ Federal Legion တွေဆိုတာသူတို့တွေရဲ့ပြည်နယ်ကိုသူတို့ကိုယ်တိုင်ပဲလုံနိုင်တယ်သူတို့ကိုယ်တိုင်ပဲကြိုးစားမယ်တခြားအမောက်ပယောဂတွေနဲ့လည်းသူတို့ကမပါစေချင်ဘူးဘာဖြစ်လို့ဆိုတော့ကရင်ဆိုရင်ကရင်ပြည်နယ်အတွက်ကိုပဲသူတို့ ဝိုင်းဝန်းပြီးတော့မှစူးစမ်းကြတယ်တကယ်တော့နောက်တစ်ခုကပါလဲဆိုတော့တနိုင်ငံလုံးအတိုင်းအတာနေနေဆိုရင်တော့အားလုံးပေါင်းပြီးတော့မှစူးစမ်းမယ်ဥစ္စာမျိုးကွာဆိုတော့အဲ့ဒါကို federal လို့ခေါ်တာနောက်တစ်ခုကပါလဲဆိုတော့အချမ်းဖတ်မှုနဲ့ပတ်သက်ပြီးတော့မှမင်းကိုထပ်ပြောပြရရင်အဲ့ဒီအချမ်းဖတ်တာပြည်သူကိုအချမ်းဖတ်တာငါတို့ငါတို့ကွာမင်းတို့အချမ်းဖတ်ဆိုပြီးတတ်တာလေဒလန်ဆိုပြီးတတ်တာခေါင်းစဉ်တက်ပြီးတတ်တာမဟုတ်ဘူးနော်ဒလန်ဖြစ်နေလို့ကိုတတ်တာဒလန်ဖြစ်နေလို့ကိုရှင်းတာနော်မင်းတို့လုပ်တဲ့လုပ်ရက်ကကြတော့မင်းတို့ကိုမထောက်ခံလို့လုပ်တာ ရှင်းနေနော်မင်းတို့မထောက်ခံလို့ဖအေယိုမမိလို့တားကိုဖမ်းတာတို့မအေယိုမမိလို့တမိကိုဖမ်းတာတို့အဲ့ဒါမင်းတို့ကပါလေဟိုဘယ်လိုပြောမလဲအဲ့ဒီဥစ္စာမင်းတို့ကပါနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှနိုင်ငံတော်ပုံကန်တယ်ဆိုတဲ့အမှုနဲ့မင်းတို့အောင်ရင်ခေါင်းစစ်တက်တယ်လေအဲမင်းတို့ကမင်းတို့တရားတယ်လို့ထင်လားအောက်တန်းသားနော်ဖက်ဒရယ်လည်းမသိအချမ်းဖတ်အချမ်းဖတ်ကိစ္စရကဘာဆိုရလဲမသိပဲနဲ့မင်းချန်ခါရေးပါတီဥက္ကဋ္ဌလောက်နေမင်းတို့စစ်ထွက်နေတယ်တကယ်စောက်ပေါ်တွေပဲနော်အဲ့တော့အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆောက်တွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာလေးလေးဖြစ်ပါစေလာတာရီဘလော့ YouTube Channel ဖြစ်ပါတယ် ကြည့်ရှုအားပေးခဲ့ကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့တလုံးတော့ပြေဝနိုင်ကြပါစေဗျာ။